လူတွေကိုချင်းတရားပြက်ပြားလာလို့ရှိရင်လရနေတွေဟာတွားနေကြလမ်းကြောင်းမဟုတ်ပဲနဲ့လမ်းကြောင်းလွဲလာတယ်တဲ့လမ်းကြောင်းတိမ့်လာဒါဖြင့်လရနေတွေလမ်းကြောင်းတိမ့်တော့မဖြစ်လဲလို့ဆိုရင် neck cut တွေတာယာတွေလည်းပဲလမ်းကြောင်းတိမ့်ကုန်တယ်တဲ့ဒါတစ်ခုနဲ့တစ်ခုခွင်းဆက်လူတွေကိုချင်းတရားပြက်ပြားမှုကနေပြီးတော့ဆက်နွယ်လာတာဟောလရနေတွေလမ်းကြောင်းလွဲသွားတဲ့အခါမှာ neck cut တာယာတွေကလည်းလမ်းကြောင်းလွဲသွားတယ် လက်ခတ်တရားတွေလမ်းကြောင်းပြောင်းသွားတဲ့အခါဘာဖြစ်တော့ဆိုနေ့တွေညတွေဟာပုံမှန်မဟုတ်တော့ဘူးတဲ့ဒါဖြစ်နေ့တွေညတွေပုံမှန်မဟုတ်တဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင်လအရေအတွက်တွေကလည်းလွဲကုန်တယ်နော်မိုးရာသီကဆောင်းရာသီဖြစ်လို့ဖြစ်နေလွတ်လွတ်ချော်ချော်တွေအကုန်ဖြစ်ကုန်တယ်တဘာဝကြီးဟာလွတ်ချော်ကုန်အခုခေတ်မှာတော့ပိုဆုံးလွာပါလို့ဘာဖြစ်လို့တို့ဒီပြင်အကြောင်းနေတာရှောက်ပြောတာ တကယ်ကတော့တတ္တဝါတွေအကျင့်ပြတ်တာကပိုအဓိကကြတယ်နော်လူတွေဖြက်စီးလို့တဘာဝပတ်ဝန်းကျင်ဖြက်စီးလာ ဖြက်စီးတယ်ဆိုတာလူတွေရဲ့အကျင့်စာရိတ္တဟာဒီပတ်ဝန်းကျင်ကိုပျက်စီးစေတယ်ဆိုတာအမတမထင်ရှားတာပေါ့နော်အဲ့တော့လာတွေဒီရက်လတွေအချိန်တွေပြောင်းသွားတယ်ပြောင်းသွားတဲ့အခါဘာဖြစ်တော့ဆိုရာသီဥတုတို့နှစ်တို့ဆိုတဲ့အနေထားတွေလည်းပြောင်းလဲကုန်တယ်တဲ့ အဲ့လိုပြောင်းလဲတော့ဘာဖြစ်လာတော့ဆိုလေတိုက်တာတွေကလည်းမမှန်တော့ဘူးလေလန်းချောင်းတွေကမမှန်တော့ဟုတ်တယ်ဘုန်းကြီးတို့တတိထားကြည့်မိတယ်ငယ်ငယ်တုန်းကအနေထားနဲ့တော်တော်ကွဲလွဲသွားတယ်အခုလေတိုက်ပုံတွေကတော်တော်ကိုကွဲလွဲသွားတယ်နော်တော်တော်ကွဲလွဲသွားပြီအဲ့လိုလေတိုက်တာတွေကလန်းချောင်းမမှန်တော့ဘာဖြစ်လဲဆိုတော့ကောင်းရင်မှနေကြတဲ့နတ်တွေကလည်းပဲ သူတို့ကောင်းကင်မှာသူတို့ဗိမာန်နေရှိတယ်အဲ့ဒါလေလန်းတွေကမမှန်တဲ့အခါကျတော့လေတွေကတိုက်ချင်ရတိုက်တဲ့အခါကျတော့နတ်ရဲ့ဗိမာန်တွေကိုလေတွေကဝင်တိုးတဲ့အခါမှာဗိမာန်တွေလှုပ်လာလှုပ်တဲ့အခါကျတော့နတ်တွေကစိတ်ဆိုးလာစိတ်ဆိုးလာတယ်တဲ့ဒါတမန်ပုဂ္ဂိုလ်တွေတော့မသိနိုင်ဘူးတော့ဒါမြတ်စွာဘုရားဟောတာပဲအဲ့ဒါလို့နတ်တွေကစိတ်ဆိုးလာတဲ့အခါကျတော့ ဘာဖြစ်လဲလို့ဆိုတော့မိုးမမှန်တော့ဘူးတဲ့မိုးလေဝသမမှန်တော့ဘူးကောင်းကောင်းမွန်ရွာသိတဲ့အချိန်ကိုမရွာဘူးမရွာသိတဲ့အချိန်တွေကိုရွာလာတယ်တဲ့အဲ့ဒါဟာတဘာဝပတ်ဝန်းကျင်ကြီးကိုလူတွေကဖြတ်စည်းလိုက်လို့ပျက်စီးသွားတဲ့အနေအထားတစ်ခုပဲဒီလိုပျက်စီးတယ်ဆိုတာကိုတာမန်သိပ္ပံဆရာတွေမသိနိုင်ဘူးသူတို့သိနိုင်တာဘာလို့ဆိုတော့တောတွေတောင်တွေခုတ်လို့မလှုပ်လို့ညာလှုပ်လို့ဒီလောက်ပဲသူတို့ပြောလို့ရမယ်မျက်စိကမြင်တာနော် မြတ်စွာဘုရားကတာမန်လူတွေမျက်စိနဲ့မမြင်ရတဲ့အကြောင်းအရာတွေကိုအခုကထောက်ပြတယ်။တာမန်ပုဂ္ဂိုလ်တွေမမြင်ရ။အဲတော့လူတွေကိုချင်းတရားပြက်လာလို့ရှင်ဒီလိုအခြေအနေတွေကိုစိုက်လာတယ်တဲ့။အဲတော့မိုးလေဝသမမှန်တော့ဘာဖြစ်လဲလို့မေးစရာရှိတယ်။မိုးလေဝသမမှန်တဲ့အခါကျတော့တဲ့။စိုက်ပျိုးတဲ့စားစရာတီးနံတယ် လူတွေကဒီသီးနှံကို စားကြအသက်ရှင်နေဆိုတာဒါတွေစားပြီးအသက်ရှင်ရမှာကိုကောက်ပဲသီးနှံလူတွေစားတဲ့ကောက်ပဲသီးနှံတွေဟာမမှန်မကန်တော့ဘူးတဲ့အဲ့ဒီမမှန်မကန်အစီဩဇာတွေရုတ်လျော့သွားတဲ့သီးနှံတွေကို စားတဲ့ပုံကိုယ်တွေဟာဘာဖြစ်လာတော့ဆိုအသက်တိုးလာတယ်ခန္ဓာကိုယ်အသားအရေတွေရုတ်လျော့လာတယ်ယောဂါတွေထူပြောလာတယ် အလုံးမြတ်စွာဘုရားကဒီလူသားတွေနဲ့ပတ်သက်ပြီးတော့လူသားတွေကိုချင်းတရားပြက်ပြားသည့်အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အချက်10မျိုးထိအောင်အခုလို့တစ်ခုနဲ့တစ်ခုခွင်းဆက်ပဋိစ္စသမုပ္ပါဒ်လိုပဲဒါဖြစ်လို့ဒါဖြစ်တယ်ဆိုတာတွေကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဟောတာဒါအလုံးတရားမှမှန်ကန်တယ်ဒီကနေ့စားနေတဲ့အစာအာဟာရတွေကိုကြည့်